ကလေးဘေးကလူတွေကပြောဘယ်သူမှသတ်မှတ်ထားလို့အတင်းနေနေနေရလဲပေါ့နော်ဘလို့မလုတ်လေးရရပေါ့တခါလေးကျို့ဟုတ်ကျွန်တော်အဲ့ဒီတခုလွဲချော်သွားပြီဆိုလို့ရှိရင်ကျွန်တော်အဲ့ဒီစိတ်ကတော့တော်တော်ဖြောက်ရတယ်ဒါပေမဲ့အဲ့ဒါအကျွေးကြံခဲ့တယ်ဆိုတဲ့စိတ်ကတော့တော်တော်ဖြောက်ရတယ်ဟာဒါအကျွေးကြံတာမဟုတ်ဘူးအကျွေးကြံတာမဟုတ်ဘူးတခါလေးကြလည်း body ရော soul ရောကိုအနာပေးလိုက်တာဆိုတဲ့စိတ်ကိုပြန်မွေးရတာပေါ့ဒါလည်းပြဿနာပေါ့လေရရသာဖြစ်အောင်ဖန်တီးယူတာထက်ကူမှအကောင်းသောနေ့လေးပဲဖြစ်ချင်တာပေါ့လေ အာရရစာကမှာကျွန်တော်စိတ်နှင်းသူနဲ့တတွဲတွဲပေါ့လေနော်စိတ်နှင်းသူရဲ့ပါဝါကိုအသုံးချပြီးတော့ကျွန်တော်အဲလူလေကြမဲ့စကောင်ပေါ့အဲသူကကြတော့ဒီနာနာဘဝမြင်နိုင်စွမ်းရှိရပေါ့ကျွန်တော် ကကြတော့အဲဒီနာနာဘဝမြင်နိုင်စွမ်းရှိရကလေးကိုအသုံးချပြီးတော့အဲဘိုးတော်ရောင်ရောင်ပါရောင်ရောင်ပေါ့ဒါလူများများနဲ့မြန်မြန်နဲ့ပေါ့လေနော်ကတ်စတင်နေဆိုတာမပေါင်းဆက်ဘူးတဲ့ကတ်စတင်နေပေါ့လေနော် ဟိုရိုက်ဖူးရင်ရိုက်ဖူးကြလိမ့်မယ်ဟိုတကားဒီတကားတွေရလို့ပြောအဲကတ်စတင်တွေလည်းများတယ်ပြီးလို့ရှိရင်ကာရက်တာတစ်ခုချင်းစီရဲ့အာဇက်ကောင်တစ်ခုချင်းစီရဲ့ဇက်ကလေးတွေကလည်းအထဲမှာပါတာဆိုတော့ကိုသေးတော့ခေါင်းကျိမ့်မှာပေါ့ဒီတချို့ကားတွေကဇက်ကားနာတိုက်တယ်နဲ့ဟိုဟာနဲ့ဆိုလို့ရှိရင်ခံမှန်းလို့မရဘူးလေဒီဟာလေးကခံမှန်းလို့ဘယ်လိုရနိုင်လဲပေါ့လीနော်အဲ့လိုမျိုးလေးတတ်မှတ်ထားတဲ့ပုံစံလေးပါ ီရက်ရစာတရက်ဘလို့ဖြစ်သွားမှာလဲဆိုတဲ့ဟာမျိုးပေါ့ဟုတ်อืมအဲ့ဒါတော့လေဟိုပါဇက်နဲ့ပြောဖို့တိုင်းတာဖို့တော့ခက်ပါတယ်ဟောဒါလက်တွေ့ပြရမယ့်ကိစ္စဖြစ်တယ်အောင်နော်ပြီးတော့လက်ခံနိုင်တဲ့အတိုင်းတာရဲ့အဲလက်ခံမှုစွမ်းအားတွေရဲ့အများကြီးလဲလိုအပ်တယ်လို့အဲကျွန်တော်တို့ရဲ့အဖို့အဘလို့ပြောမလဲ talent နဲ့ ability တွေကိုထုတ်ပြောက်ခွင့်ပေးတဲ့ opportunity ဆိုတဲ့ producer တွေလိုမျိုး talent ကိုမြင်တဲ့လူတွေမျိုးလိုမျိုးလဲအများကြီးလိုအပ်ပါတယ် ဟုတ်အာ100%ပါဝင်ရတာပါလေနော်ကျွန်တော်ကိုယ့်ရဲ့နာမည်နဲ့တိစောက်ထားမှုနေရှိလာများအလုပ်လုပ်လာတဲ့တက်တန်ဒါတွေအများကြီးကြည့်ရတယ်ပြီးလို့ရှိရင်ကိုယ်နဲ့လိုက်တဲ့ character ကိုလုံနိုင်စွမ်းရှိမရှိဒါတွေအများကြီးချင်းချင်းပြီးမှအာကျွန်တော်တို့ဒီ Z တထုပ်ကိုလက်ခံရတာမျိုးပေါ့ဟုတ်ကျွန်တော် serious တော့ဖြစ်ပါတယ် ဇက်ကောင်တကောင်ရပြီဟဲ့ဆိုဒါ CVS ဖြစ်တယ်။သူတခြားသူရဲ့ပေဒံနဲ့တိုင်းရင်တော့ရော့ကောင်ရော့မယ်သူရှေးအကြီးကောင်ကြီးမယ်ပေါ့နော်။ဒါမျိုးစသဖြင့်တော့ရှိနိုင်တာပေါ့လေနော်။အဲကျွန်တော်သတ်မှတ်ထားတဲ့ဒီ value ကကြတော့လေကိုတန်မိုးနဲ့ဟိုပေါ့နော်။ဒီဇက်ကောင်တကောင်မှာဒီဇက်ကောင်ရဲ့တက်ဝင်လှုပ်ရှားမှုဒီဇက်ကောင်ရဲ့ look စသဖြင့်ပေါ့။ဒီဇက်ကောင်ရဲ့အမနာမည်တခုပေးထားလို့ဒီဇက်ကောင်ရဲ့ဘာနေနံဒီဇက်ကောင်ကဘာ sign ဆိုတာမျိုးဖြစ်နိုင်တာအစားပေါ့လေ။အဲ့ဒါလေးရာစာ serious ထားတယ်။ ဒီပြီးလို့ရှိရင်ဇက်တစ်ခုကို value ထားတယ်ပြင်ပါဝင်ပတ်သက်ဆွေးနွေးတယ်ရိုက်ပြီးပြီးရောမဟုတ်တဲ့ဟာမျိုးပေါ့လေနောက်ဆုံးပေါ့ယုံတင်ငန်းနေ marketing strategy ဆွဲတဲ့အချိန်အထိအဲကျွန်တော်ရဲ့ invoke ပေါ့လေပါဝင်လို့ရှောင်းမှုအများကြီးပါပါတယ်ဟုတ် ဒီဒီလောက်တာကလေ MC နဲ့အရန်တော့ဆက်ဆက်မှုတော့မရှိပါနဲ့ကိုယ့်ရဲ့ character ပေါ့လေနော်ကိုကိုကအဲဒီဒီကြိုက်တယ်အဲဇီတာနည်းနည်းကြောင်းနေအဲ့လိုမျိုးဟိုနည်းနည်းလေးအတိန်ဆောင်တိတ်မခံဘူးအဲ့လိုမျိုးလေးဖြစ်တဲ့ငကိုဗီဇာလေးကြောင့်မလဲထင်ပါတယ်ဟုတ်တချို့ကန္နာတွေကြားလို့ရှိရင်တော့အဲကိုပြန်ကြည့်ရတဲ့အချိန်မှာရှိလာတဲ့စိတ်ပေါ့လေအဲ့ဟာနဲ့လည်းစိုင်သေးတာပေါ့အဲလုံနေတဲ့အချိန်ကတော့အကုန်လုံးကတော့100%လောက်ကြတာကြီးပဲဂျင်းတဲ့နုပညာရှင်ရှိသလိုအာမရတဲ့နုပညာရှင်လည်းရှိတာပေါ့ ီလိုမျိုးပါပဲကျွန်တော်လည်းဒီထိုနီလကောင်းပဲအဲကျွန်တော်ပြန်ကြည့်တဲ့အချိန်ရဲ့စိတ်ကအရန်ဆိုင်နေအကြည့်နေတမျိုးမကြည့်နေတမျိုးလည်းဖြစ်ကောင်းဖြစ်နိုင်တဲ့အတွက်ကြောင့်မို့လို့ကိုလုတ်ခဲ့တဲ့100%လုတ်ခဲ့တဲ့အရာတွေပေါ်မှာတော့အတန်တရားမရှိပါဘူးဟုတ်မေ့တဲ့တယ်နော်အရန်နေရတယ်အဲ့ထဲမှာလေး ကာလေဘေးကလူတွေကပြောဘယ်သူမှသတ်မှတ်ထားလို့အတင်းနေနေနေရလဲပေါ့နော်ဘယ်လိုမလုတ်လေးရရပေါ့တခါလေးကျို့ဟုတ်ကျွန်တော်အဲ့ဒီတခုလွဲချော်သွားပြီဆိုလို့ရှိရင်ကျွန်တော်ဥမာမနက်အစောထားပြီဖျားရှိခိုးအောင်မှာကော့ကိုအရန်အိတ်ချင်လို့ဒီနေ့လိုနေမျိုးပေါ့နော်အရန်တော်တော်ပင်ပန်းပြီးမနေ့ကဟိုခွေးလေးနဲ့ရိုက်ခဲ့ရတော့တော်တော်ပင်ပန်းတာဆိုတော့ ဟာအဲ့ဒါနဲ့ဒီနေ့အိပ်ပျော်သွားပြီဒီဒီဒီကတော်ဝေးဝေးတော့နောက်ကျတယ်ဆိုတော့အဲ့လိုမျိုးဆို schedule ပြတ်သွားရယ်နည်းနည်းတို့ကတိန်းဆောင်းသွားပြီအဲ့အချိန်မှာပထမဆုံးလုံးရမယ်ဖျားရှိခိုးရမယ်လို့ငါဘယ်တော့လုံးရမလဲဆိုတော့အခုစဉ်းစားနေပြီအခုအိမ်ပြန်ပြီးပဲရှိခိုးပြီးမှ table reading သွားရမလားအဲ့လိုမျိုးပေါ့လေပြီးရင်ဘာပြီးရင်ဘာလုပ်မယ်ဘာပြီးမှမလုပ်မယ်အကျွေးကြံခဲ့တယ်ဆိုလို့ရှိရင်အဲနောက်နေ့မှာအော်လအစားထိုးလုပ်လို့ရတာဆိုလေလှုပ်လိုက်လှုပ်လိုက်တာမျိုးပေါ့အဲ့လိုမျိုးတော့နေပါရဲ့ဟုတ် နေတယ်တခါလေကြလို့ရှိရင်လည်းအဲ့လိုနေပလိုက်တယ်ကွာတော်ပြီကွာဒါဒီဒီလိုမျိုးဖြစ်နေတော့ဟိုကြောင်းပါလို့ပေါ့လေနော်မတင်ချာပြီးကမစီပြင်ကမစီပြင်မြန်မာစာဆိုတဲ့စကက်ဂျူနဲ့နေရတယ်လို့ကျွန်တော်ကနေနေတဲ့ခါကျတော့ဘယ်သူမှလည်းမစုံမဲ့လူလည်းမရှိပဲနဲ့ဒီအသက်ရွယ်မှာငါဘာလို့မှလို့တခါလေကြရင်မလုပ်လေရရပဲဆိုပြီးတော့နေလိုက်တာမျိုးရှိရဲ့ အဲအဲ့ဒီစိတ်ကတော့တော်တော်ဖြောက်ရတယ်ဒါပေမဲ့အဲ့ဒါအကျွေးကြံခဲ့တယ်ဆိုတဲ့စိတ်ကတော့တော်တော်ဖြောက်ရတယ်ဟာဒါအကျွေးကြံတာမဟုတ်ဘူးအကျွေးကြံတာမဟုတ်ဘူးတခါလေကြလည်း body ရောဆိုးရောကိုအနာပေးလိုက်တာဆိုတဲ့စိတ်ကိုပြန်မွေးရတာပေါ့ဟုတ်ပဒေနဲ့တူတယ်မေမေတို့လည်းဒီစိတ်နဲ့ကန်းနဲ့တော့ဆုံးမှာတော့ဥမာသမင်းမကန်မှာသမင်းလုံးလေးတွေနှက်ခမ်းမှာရှိနေတာအစသမင်းစားလက်ခောက်ခံရတာမျိုးပြပြပြမြင်နောက်ကနေမှဂုတ်ဖို့ရိုက်ခံရတာမျိုးစသဖြင့်အဲ့ရထလာလို့အဲ့ရမသိဘူးဆိုစူခံရတာမျိုးအဲ့လိုမျိုးလေးတွေကနေမှာ ိုက်စိတ်ကြီးဖြစ်သွားတဲ့တူတယ်အသက်ကြီးလာတာလည်းများလေအဲဒါလုံးမဒါလုံးမဒီလိုစီကန်းနဲ့နေမှဆိုရဲဟုတ်ဟုတ်အာရပါတယ်အဲ့လိုမျိုးပဲဖြစ်နိုင်တာပေါ့နော်မိဘရဲ့ rules and regulation တွေနဲ့ကြီးလာတာဆိုတော့ဟောတခါလည်းကြားလဲပြတ်တရားပေါ့လေရရသာဖြစ်အောင်ဖန်တီးယူတာထက်ကူမှဟောအကောင်းသောနေ့လေးပဲဖြစ်ချင်တာပေါ့လေအဲ intentionally တခုတော့အမြင်ထားတယ်ယောဂဆော့ပြီးတိုင်းလေးနော်အုံဆိုပြီးရွတ်ပြီးရင်အာမြေတားတရားတွေပွားများနိုင်ကြပါစေဆိုပြီးတော့အဲအဲ့လိုမျိုးလေး intention လေးတော့အမြင်ထားပါတယ်ဟုတ် လောက်အလုံးရှုပ်နေတာယောဂဆော့တဲ့အချိန်ယောဂဆော့နိုးတာနဲ့ယောဂဆော့တယ်ဘုရားရှိခိုးတယ်အဲပြီးလို့ရှိရင်ကျင်သွားတယ်ပြီးရင်ရှူတင်ရှိရင်ရှူတင်သွားတယ်ရှူတင်မရှိလို့ရှိရင်အိမ်ပြန်လာပြီးတော့လှုပ်ရှားရှားလောက်တယ်အဲ့လိုမျိုးပေါ့ဟုတ်အဲ့တော့ကိုတန်းကလောပါရာကြီးနဲ့ကိုတန်းကလောချက်မှယူမနက်ပိုင်းနေ့စဉ်ပြလောက်တဲ့ပုံစံဟုတ်တယ်နေ့စဉ်ပဲပြလောက်တယ်ဟုတ်ဟုတ်ကဲ့ကျွန်တော်ရရစာအဖွဲသားရဲ့အကောင်းဆုံးစူးစမ်းမှာပါကျွန်တော်ပင်းတက်မှာလည်းရိုက်မှာပါအော်ပြီးတော့ဒီကားလေးကလည်းကိုတန်းကြီးရဲ့လက်ရာကောင်တစ်ခုဖြစ်မှာပါဟုတ်ကျေးဇူးပါကျေးဇူးတင်ပါတယ်